နိုင်ငံတကာပြိုင်ပွဲဖြစ်တဲ့တတိယအကြိမ်မြောက်အာရှလူငယ်အားကစားပြိုင်ပွဲမှာထက်ဘောအားကစားနဲ့ထိုင်းနိုင်ငံကိုစားပြုတွားရောက်ရှင်ပြိုင်ခဲ့တဲ့ထိုင်းနိုင်ငံဖွားဂရီနီလူငယ်ခူထူရေဟာနောက်ဆုံးပြိုင်ပွဲမှာအနိုင်ရရှိခဲ့ပြီးချန်ပီယံဆုကိုဆုခုရရှိခဲ့ပါတယ်။အမျိုးသားတူဦးချင်းစီရှင်ပြိုင်ရတဲ့ထက်ဘောအားကစားပြိုင်ပွဲမှာဘွဲ့စင်6ခုရှင်ပြိုင်ပြီးတဲ့နောက်အော်တိုဘာလ23ရက်နေ့မှာကျင်းပတဲ့နောက်ဆုံး final ဘွဲ့စင်မှာခူထူရေက ပြိုင်ဖက်နိုင်ငံအီရတ်အာကစားတမားကိုအနိုင်ရရှိခဲ့တာပါ။အသက်၁၈နှစ်အရွယ်ခူးထူရေဟာထိုင်းနိုင်ငံဘွားကရီနီလူငယ်တဦးဖြစ်ပြီးနိုင်ငံပြည်ပမှာချန်ပီယံဆုရတာပရမဆုံးအချိန်ဖြစ်တယ်လို့ဆိုပါတယ်။တက်ဘောအကစားကို၃နှစ်ကြာလေ့ကျင့်ခဲ့ပြီးထိုင်းနိုင်ငံအတွင်းကပြိုင်ပွဲနေရ၉ခုမှလည်းရှင်ပြိုင်ပြီးအနိုင်ရရှိထားတာပါလက်ရှိမှာတော့ခူးထူရေဟာထိုင်းနိုင်ငံမြောက်ဆောင်မြို့က၁၇တန်းမှာပညာသင်ယူနေတယ်လို့သိရပါတယ်